ရတဲ့အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်တမပြန်လေးကျဆွားရဲပါရှင်။ကျမတို့ channel ကနေနေစင်ပြရင်းပြပါတဲ့များ။ကျွန်တော်ရဲ့တင်ပြများနဲ့အနောက်ဆွေတင်များကိုအချိန်နဲ့တပင်းရင်းစားတက်တက်ဆက်ပေးတော့မှာဖြစ်ပါရှင်။ရှေခပရမောဆွာစားတက်တက်ဆက်ပေးမယ့်တင်ကြောင်းလေးကတော့လူထုကိုတပ်ဖြတ်နေတဲ့မင်းလိုင်းကဒီမိုကရေစီထူထောင်ရန်အသိဉာဏ်ပညာပြည့်ဝရန်လိုအပ်ပြီးပြည်သူရဲ့အသက်အိုအိမ်စစ်စင်ပြတ်တုံနေတဲ့ဒုက္ခများကိုသင်ခန်းစာယူရန်အချိန်အခါကြောက်ရောက်ပြီးဟုပြောဆိုထားတဲ့ဆိုတဲ့တင်ကိုတက်ဆက်ပေးမှာဖြစ်ပါရှင်။ ပြည်သူလူထုတွေကိုနှီးမျိုးစွာဖြင့်တပ်ဖြတ်နေတဲ့အကြမ်းဖက်စကားဆောင်မြန်နိုင်ငံဒီမိုကရေစီနိုင်ငံထူထောင်ရန်အတင်းညာပညာပြည့်ဝရန်လိုအပ်ပြီးပြည်သူတွေရဲ့အသက်အိုအင်းစစ်စင်ပြတ်တုံးဆင်းရဲဒုက္ခရောက်နေမှုကိုသင်ခန်းဆောင်ယူရန်အချိန်အခါကြောက်ရွံ့ပြဖြစ်ကြောင်းပြောဆိုပြန်ပြီးလို့သိရပါတယ်။ ပီဒူလူထွရဲ့မေဆန္ဒဖြင့် NND ပါတီကတောင်ပြိုကမ်းပြိုအနိုင်ရရှိနေတဲ့2020ရွေးကောက်ပွဲကိုမဲမတမာမှုရှိသည့်ဟူဆိုကအာနာလူယူခဲ့တဲ့အကြံပေးစကားဆောင်မေအွန်လိုင်းကဒီမိုကရေစီနိုင်ငံထူထောင်ရာတွင်နိုင်ငံသားအလုံးအနေဖြင့်စီလုံးညီညွတ်ခြင်းစည်းကမ်းရှိခြင်းတရားဥပဒေကိုလေးစားနိုင်နာခြင်းနဲ့အသိဉာဏ်ပညာပြည့်ဝခြင်းတို့တွင်မရှိမဖြစ်လိုအပ်မည်ဖြစ်ကြောင်းမြန်မာကလာမိမိတို့နိုင်ငံရဲ့အခြေအနေမှာတိဆောက်ရုပ်ကိုမလုံးနိုင်ပဲတိုင်းဖြက်ပြည်ဖြက်ရန်ကိုပြည်အင်အားဖြင့်စူးစမ်းကာ ကွက်နေကြရသဖြင့်တင်းကြီးအေးချမ်းမှုအာနေပြီးဖွံ့ဖြိုးတိုးတက်မှုနဲ့အလားဝင်းနေတီဟုပြောဆိုထားကြောင်းသိရှိရပါသည်။ ကျုပ်ပြင်ပြည်သူလူထုကိုနေကြောင်းတိုက်ခိုက်ရတော့၎င်းလက်နေကြီးများပြစ်ခတ်ရတော့၎င်းစစ်ကြောင်းထူရတော့၎င်းနီးမျိုးဆိုဖြင့်တပ်ဖြတ်နေရှိနေမင်းဟိုင်းကတော့ဘိုင်းတာနဲ့နဲ့ကိုင်းများနဲ့တက်ဆိုင်အဖွဲ့စင်များပတ်သက်သူများအနေဖြင့်ပြည်သူများဒုက္ခရောက်စေပြီးနိုင်ငံကိုအန္တရာယ်ကျရောက်စေမယ့်လုပ်ရမ်းများကိုနိုင်ငံနဲ့ပြည်သူအကျိုးရှိရှိရရပ်တန့်ပေးချင်တဲ့အသည့်ပေးမှာကြားလို့တယ်လို့ပြောဆိုထားကြောင်းသိရှိရပါတယ်။ နိုင်ငံတော်မှာရှိတဲ့ဘီတူလူထုရဲ့နေအိမ်များကိုဖျက်ဆီးမိရှုဖျက်ဆီးကဘီတူပိုင်းအဖိုးတပ်ပြည်စင်များကိုလူရဲ့နေတဲ့စစ်ကောင်ဆောင်ရဲ့မဲလိုက်ကဘီတူလူရဲ့အသက်အိုးအစ်စင်ပြတ်သောဒုက္ခရောက်နေမှုကိုသင်ခန်းစာယူရန်အချိန်အခါကြပြဖြစ်ကြောင်းစစ်ကောင်စင်အနေဖြင့်ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီးချက်ပေါ်လာသည့်အစိုးရကိုနိုင်ငံတော်ရဲ့အတော်များလွယ်အပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောဆိုထားကြသိရပါသည် မေယောလိုက်ကအထူးတို့ပြောဆိုနေတော်လည်းပဲမြေပြင်တွင်အသက်၈၈နှစ်ကနေအသက်၃၅နှစ်အတွင်းရှိအမျိုးသားလူငယ်များကိုနိုင်ငံတော်တွင်စစ်မှုထမ်းခံရန်ဖမ်းဆီးပေါ်တာဆွဲခြင်းစစ်ပေးရှောင်ပြည်သူများနေထိုင်ခဲ့တဲ့ဖုန်းကြီးချောင်းနဲ့စစ်ပေးရှောင်စခန်းများကိုလေရင်ဖြစ်ပုံကျခြင်းစစ်ဘက်ပြည်မှမဟုတ်တဲ့ကြီးရွာများကိုလက်လက်ချင်းများဖြင့်ပစ်ခတ်ခြင်းစစ်ပေးရှောင်ပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးတပြက်ခြင်းအပါအဝင်ဥပဒေမဲ့အကြမ်းဖက်ရဲဆက်မှုများကိုစစ်တပ်ကကျူးလွန်နေခြင်းကြောင့်ပြည်တွင်းပြည်ပအရက်ဖက်အဖွဲ့အစည်းများကကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းများကတရားဝင် ထုတ်ဖော်ပြောဆိုထားကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့စစ်ကောင်ဆောင်ကအာနာနီယာတင်းမြတ်ရဲ့အတွေ့ဘာသာရေးနဲ့ပုံကျဲတက်ခိုင်းနေခြင်းဆိုတဲ့လလာပါနဲ့အကြောက်တရားကိုကြပြိုင်နဲ့ထဲအတုံးချနေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စကားဆောင်ပို့ချုံမှုကျင်းမင်းအွန်လိုင်းဟာအာနာနီယာဒီမြက်ကြီးအကျွဲ၎င်းတို့ကျူးလွန်လျက်ရှိနေခဲ့တဲ့နိုင်ငံတကာရာဇဝတ်များကိုဖုံးကွက်နိုင်ရန်ဗုဒ္ဓဘာသာဝင်တန်ဃာတော်များကိုပွဲတိုက်များဆက်ကပ်ပြီးအတုံးချစီယုံနေကြောင်းဇေယတော်တန်ဃာတော်များထံမှတရှိရပါသည်။ စကောက်စီတီအာနာသိမ့်ပြီးတော့နိုင်ငံတော်ဝန်ပုံချတက်ခန့်နေတော်လဲပဲစစ်ကောင်းဆောင်ကမှယခုရက်ပိုင်းတွင်မှပြည်တွင်းမှရှိတဲ့တန်ငံတော်တိလရှင်များနဲ့လူပုဂ္ဂိုလ်တို့ကို2025ခုနှစ်တသနာတော်ဆန်ရဘွဲ့တစိတ်တော်များဆက်ကပ်ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်စကားဆောင်ကဗုဒ္ဓဘာသာလို့ဆိုပြီးဘွဲ့တစိတ်တွေကပ်ပြီးတော့ဂျင်းယိုရှင်ရောက်ဆောင်ပြနေပေမဲ့လည်းသူ့ရဲ့ဘာသာတရားကတော့ငွေကြီးနဲ့အာဏာနေရပါပဲဟုနူတန်လည်းရင်တန်ခတ်ကွန်ရက်ကနေဆရာတော်ဦးဝါရမက ြောဆိုထားဖြစ်ပါတယ်။ထို့တွင်ဘာသာရေးဆရာတန်ဃာတော်များအားဘွဲတိုက်ဆက်ကတ်ခြင်းနဲ့ဘုံကျက်တက်ခတ်ခြင်းဆိုတဲ့လလပတ်နဲ့အကြောက်တရားကိုကြပြိုင်နဲ့တဲပြတာ၍အတုံးချနေတဲ့ကိုအားလုံးအထူးတတိချချမ်းလို့အကြောင်းဆရာတော်ဦးဝါရမကဆက်လက်မိတ်ချခဲ့တဲ့ဖြစ်ပါတယ်။စကားဆောင်နဲ့လက်အောက်ခံစစ်ဘုံချုံများဟာ ဗိဒဇမဟာရထဂုရုအဗိဒဇအကမဟာဗန္ဒတဇောတိကအကမဟာပန္နိတအကမဟာဗန္ဒမဇောတိကတဇာအကမဟာဂတဝါစကပန္တိတအစတိဘွဲဒဇညာကိုပေးခဲ့တဲ့မဆ73ရက်ကဆက်ကပေးခဲ့ကြောင်းသိရပါတယ်။ ရဲပြင်းစကားဆရာယခု2025ခုနှစ်တသနာရောဆရာပွဲတစိတ်ကျော်များအဆောင်ရောင်များကိုပြည်တွင်းပြပရှိတန်ကတော့415ပါတိလရှင်ဆရာကြီး36ပါနဲ့လူပုတ်ကို53ဦးတို့အားစက္ကန့်ချင်းမြင့်ခဲ့ကြောင်းတကောင်းရဲ့ထုတ်ပြန်ချက်ရတရှိရပါတယ်။ စကောင်စီကထုတ်ထုတ်ပွဲစဉ်များစက္ကတ်ချင်းမြင့်နေမှုဟာ၎င်းတို့မတင်ရတဲ့ဖြင့်တန်ဃာတော်များဖက်စစ်တပြက်ချင်းစီတီဘရိုဘာရာရဲ့အဆောက်အုံများဘုံချဲတက်ခတ်ခြင်းတို့ကိုဖုံးကွယ်လို၍ဟန်ပြတဘောဖြစ်ကြောင်းတန်ဃာတော်များကမိတ်ဆွေထားဖြစ်ပါတယ်။အလားတူစက္ကောင်စီဟာ PKT မတ်လ16ရက်ကလည်းရှမ်းမြောင်နောင်ချိုမြို့နယ်မှာရှိတဲ့စိန်ရတနာပရိယတ်တိစံတဲ့တိုက်ပွဲ Jet Fighter ဖြင့်ဘုံချဲတက်ခတ်ခဲ့တဲ့ဖြင့်တန်ဃာတော်6ပါအပေါင်းဝင်ပြည်သူ့ကိုဦးတည်ဆောင်သွားခဲ့ကြောင်း TNN နဲ့ဒေတာခံများထံမှသိရှိရပါတယ်။ ဆက်လက်ပြီးတော့ရှမ်းကုန်းမန္တလေးအမြန်လမ်းမိုင်သာ319တွင်ရဲကားအင်စီကားတို့ဖြင့်ကင်းပန့်ရန်ထွက်ခွာလာတဲ့စစ်ကောင်စီတပ်သားများကိုနှထိုးချီပီးတဲ့ကပြစ်ခတ်တက်ခံမှုစစ်ကောင်စီဘက်ကနေငါးဦးသေဆုံးခဲ့တဲ့ဆိုတဲ့တဲ့ငုတ်တက်ဆက်ပြမှာဖြစ်ပါရှင် ရန်ကုန်မန္တလေးအမြလန်မိုင်းတိုင်း335တွင်ရဲကားအင်စီကားတို့ဖြင့်ကင်းပန်းရထွက်လာတဲ့အကြံပေးစစ်ကောင်စစ်တပ်သားများကိုပြစ်ခတ်တိုက်ခတ်ခဲ့ရတဲ့စစ်ကောင်စစ်ဘက်ကနေ၅ဦးသေဆုံးခဲ့ကြောင်းနှထိုးကြီးပြပတ်ဂျက်ဖန်ဖူမြင်းချိုင်ခရရဲ့အမှန်လေးတစဲတက်ရင်မှပြောရေးဆိုခွင့်ရှိသူဆရာဆိုးကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုထားဖြစ်ပါတယ်။ မတ်လ10ရက်နေ့နနေ့ပိုင်းတွင်ရန်ကုန်မင်းကလေးအမြန်လမ်းမှိုင်းတိုင်း319တွင်အကြံပတ်ဆက်ကောင်စစ်တပ်သားများကရဲကားတစီအေစီကန်၂စီးဖြင့်ကင်းပိုင်ရန်ထွက်ခွာလာစဉ်လူထုံးကြီး PDN နှင့်မဟာမိတ်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ရဲတပ်ကမှအတွင်မှအကြံပတ်ဆက်ကောင်စစ်တပ်သားငါးဦးသေဆုံးခဲ့ပြီးတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာလိုက်ခဲ့ကြောင်းသိရှိရပါသည်။မိုင်းတိုင်း319မှာ ကင်းပတ်တဲ့ကားပေါ်အမြန်လန်းကိုကင်းပတ်တဲ့ကားကိုပြစ်တာပါအင်စီကနှစင်းနဲ့ရက်ကားတစ်စီးကိုပြစ်တာတိခတ်တေဆုံးမှုတော့သူတို့ဖက်မှာရှိပေမဲ့တရင်တော့လိန်ထားနေပါတယ်ကျွန်တော်တို့ကြားတဲ့တရင်ကတော့မျက်မြင်တွေတွေ့ရတာကတော့9ယောက်ကိုတွေးထွက်တန်ယူနေလဲနေတာမျိုးတွေ့နေရတယ်လို့ပြောပါတယ်9ယောက်တည်တာဆိုတာကတော့တည်ချပါတယ်သူတို့ဖက်ကထပ်ပြီးတော့ထိခိုက်သေးဆုံးမှုရှိနိုင်သေးတယ်ဟိုနှလုံးကြီးပြပန်းချက်ဖန်ကိုမြင်းချန်ခရဲအမှန်၄၁၁ရင်းကပြောရင်ဆိုခွင့်ရှိသူဆရာစိုးကပြောဆိုထားတာလည်းဖြစ်ပါတယ် အဆိုပါတိုက်ခိုက်မှုကိုမြင်းချက်ခရရအမတ်လေးတရင်မြင်းချက်ခရရအမတ်31ရင်နထိုးကြီး PDN နဲ့မဟာမိတ်ဖြစ်ခဲ့တဲ့မြစ်တောင်မြို့နယ်ပတ်ကဖားတို့ကပူပေါင်းလှုံ့ဆော်ခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့ဝန်တွင်တွင်စီမှုချမ်းရမယ်လူငယ်စဉ်ကောက်ခံနေတဲ့အုပ်ချုပ်ရေးမှုထိမောင်းနဲ့ရက်ကြီးစည်ရင်မျိုးစုံဝင်းတို့ပြစ်ခတ်ခံရပြီးတိတ်ဆုံသွားခဲ့တဲ့ဆိုတဲ့တရင်ကိုတိဆက်ပြမှာဖြစ်ပါအောင်ရှင်မန္တလေးတိုင်းဝန်တွင်မြို့နယ်တွင်စီမှုချမ်းရမယ်လူငယ်စဉ်များကောက်ခံနေတဲ့ကြေရအုပ်ချုပ်ရေးမှုထိမောင်းနဲ့ရက်ကြီးစည်ရင်မျိုးစုံဝင်းတို့ပြစ်ခတ်ခံရပြီးတိတ်ဆုံခဲ့ကြောင်းဒေတာပြည်သူများကရှင်းလုပ်ခဲ့တဲ့တရင်ဌာနထံသို့ပြောဆိုထားဖြစ်ပါတယ် မက်စလာစကွန်နီနဲ့မွန်လယ်နနာရီ55မိနစ်ခန့်အချိန်မှာဝမ်ဒွေးမြို့နယ်ယူကန်ကျေးရွာတွင်နေထိုင်ခဲ့တဲ့အုပ်ချုပ်ရေးမှူးထင်းမောင်နဲ့ထွေအုပ်မှရဲကျစ်စည်မျိုးစုံဝင်တို့က၎င်းတွင်နေအတွင်းမှာအမိမသိတနတ်သမားများကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ကြရတွင်ပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းသိရှိရပါသည်။ တည်ဆုံသွားကြတဲ့အုပ်ချုပ်ရေးမှူးထင်းမောင်နဲ့စည်မျိုးစင်ဝင်ဟာကြီးရွာအုပ်ချုပ်အတွင်းမှာရှိတဲ့စင်မွန်ချမ်းရမယ်လူငယ်များရဲ့အစည်းအဝေးကိုကောက်ခံရတွင်ဦးဆောင်ပါဝင်ပြီးအကြံဖက်စစ်တပ်ကလည်းလက်ဆစ်စင်မွန်ချမ်းလူငယ်များကိုပေါ်ရဆွဲဖမ်းဆီးပို့ဆောင်ပေးနေတဲ့သူဖြစ်ကြောင်းသူပြင်တော်လိုင်းတပ်ဖွဲ့များရဲ့တွာလာလုံရှောင်းမှုများကိုစုံစမ်းထောက်လှမ်းပြီးအကြံဖက်စစ်တပ်ထံမှတရင်ပေးဖို့နေသူများဖြစ်နေကြောင်းသိရှိရပါတယ်ပြေခခံရလို့ဒေသွားခဲ့တဲ့စစ်ကွေးကအုတ်ကြီးနဲ့ဇရေကတော်တော်ဆိုးတဲ့ကောင်းတွေပါ စင်မထန်အတွဲလူစုပေးတာတွေစင်ကောက်ပေးတာတွေကိုလုံးဆောင်နေတာစင်မထန်ချင်းဆိုပြီးတော့လဲကောက်တာတွေလည်းလုံနေပါတယ်နောက်ပြီးတော့သူတို့ကတော်လိုင်းရဲ့တပ်ဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုလည်း live ဆိုဆန်းပြီးတော့စစ်ခွေတို့ကိုဖုန်းနဲ့လမ်းပြီးတော့တရင်ပို့တာနဲ့လှုပ်ပါတယ်ပြည်သူတွေကိုချင်းချောက်ပြောဆိုတာနဲ့လှုပ်ပါတယ်ဟိုဒေတာပြည်သူတို့ကတော့ပြောဆိုထားတာလည်းဖြစ်ပါတယ်အကြမ်းတက်ဆက်ပြမှုကျွန်မပဲကကြနာကိုပြောပါရှင်အဘိနာဆံမအကျွဲအထွေကျဆွတင်ရှိပါရှင်